ါရှင်ကျမကတော့ဆရာကြီးမင်းသိခါကြီးတပည့်ဆရာမစုလက်တနာဖြစ်ပါတယ်ကျမရဲ့ဌာနန်းကတော့အိမ်နံပါတ်၄ပထမထပ်ပသိမ်လန်းစမ်းဆောင်မှာတည်ရှိပါတယ်ဒီနေ့ပေါ့နော်ကျမပြပြပေးခြင်းတဲ့ရေဒီယာလေးတစ်ခုရှိပါတယ်အဲ့ဒါက9ရက်သားသမီးမိတ်ဆွေတို့အတွက်အခုလာမဲ့1389ခုနှစ်နှစ်စန်းတရက်နေ့မှာပေါ့နော်ပြုလုပ်ရတဲ့ဗုဒ္ဓရေဒီယာလေးဖြစ်ပါတယ်ဒီရေဒီယာလေးကတော့ဗေဒီကိုသိမ့်ရေဒီယာလေးဖြစ်ပါတယ်ပေါ့နော်အမတန်မှအစွမ်းထက်ပြီး9ရက်သားသမီးများရဲ့ ူပင်တော့ကတွေကိုငိမ့်အေးစေတော့ခုနရသားသမီးဆံမှာယခုကြာရောက်နေရပေါ့နော်မကောင်းသောဂျိုစီဂျိုနဲ့အညံ့များကိုကင်းဝေးစေပြီးတော့ကောင်းကျိုးချမ်းသာရရှိစေတော့ခုနရသားသမီးများကန်တက်စေတော့ရတရားလေးဖြစ်ပါတယ်ဒီရတရားလေးอ่ะပေါ့နော်တကယ်လဲထူးခြားပြီးတော့ကျမတို့ကိုယ်တိုင်အသုံးပြုနေတဲ့ရတရားလေးဖြစ်ပါတယ်ဒီရတရားလေးမှာပေါ့နော်ပြုလုပ်ရမယ့်ပစ္စည်းလေးတွေကတော့ချွေဆိုင်လေးတစ်ဆိုင်လိုပါတယ်နတ်သားမှုတ်ကလေးတွေလိုပါတယ်ပြီးရေမွေးလေးလိုပါတယ်ရေတံပူးလေးလိုပါတယ် ပြီးတော့ပန်းရှင်မျိုးလိုအပ်ပါတယ်နော်ပန်းရှင်မျိုးပန်းရှင်မျိုးဆိုတဲ့အခါမှာမိတ်ဆွေတို့ရဲ့အနီးအနားမှာရှိတယ်ပေါ့နော်အစင်းလှသောပန်းများရနက်မွှေးသောပန်းများကိုအသုံးပြုပေးရမှာဖြစ်ပါတယ်ဒီထဲမှာပေါ့နော်ကျမကတော့ပန်းရှင်မျိုးကိုပေါ့နော်ရေစာမြက်ကလေးကိုထည့်ပေးထားပါတယ်နော်ရေစာမြက်ကလေးရဲ့အသုံးဝင်ပုံကိုလည်းပြပြပေးပါမယ်ရေစာမြက်ကလေးကပေါ့နော်ဟိုးဗုဒ္ဓလက်ထက်ထဲရပေါ့နော်ရှိခဲ့သော ပစ္စည်းလေးဖြစ်ပါတယ်အရန်ကိုထူးခြားပြီးတော့အစွမ်းထက်တဲ့မြေစာမြက်ကလေးဖြစ်ပါရဲ့ပေါ့နော်အဲ့ဒီမြေစာမြက်ကပေါ့နော်မိတ်ဆွေတို့ခုနရသားသမီးတို့ထံမှာကြုံတွေ့နေရတဲ့ပူပင်တော့ကတွေကိုငိမ့်အေးစေတယ်သူများမှာရှိတဲ့အပူတွေကိုယ့်စီကိုရောက်မလာစေဘူးနောက်တစ်ခုကပေါ့နော်ကိုယ့်မှာရှိတဲ့အပူတွေလည်းငိမ့်အေးသွားစေတယ်အရန်ကိုအစွမ်းထက်တဲ့မြေစာမြက်ကလေးဖြစ်ပါရဲ့ပေါ့နော်အဲ့ဒီအတွက်ကြောင့်မိတ်ဆွေတို့မှာပေါ့နော်ပူပင်တော့ကကြီးကြီးမားမားကြုံနေတဲ့အခါမျိုးပဲဖြစ်ဖြစ် ကိုယ့်ရဲ့အိမ်မှာအိမ်ပူနေတယ်အိမ်ဆူနေတယ်ပေါ့နော်အိမ်မှာပေါ့နော်အဲအနှောက်အယှက်တွေကြုံနေတယ်အဲ့ဒီခါမျိုးမှာဒီမြေစာမြက်ကလေးကိုပေါ့နော်ဖျားရှင်ကိုပန်းအိုးလေးနဲ့လှူဒန်းပေးလိုက်ခြင်းအဖြစ်မိဆွေတို့ကြုံတွေ့နေရတဲ့ပူပင်တော့ကတွေကိုငိမ့်အေးစေတာမျိုးအဲရှိပါတယ်ပေါ့နော်အဲ့တော့မြေစာမြက်ကအတုံးဝင်ပုံလေးကိုကျွန်မပြောပြပေးတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မဖြစ်မနေအောင်မြင်ရမယ့်ကိစ္စများပူပင်တော့ကတွေကြုံနေရတဲ့သူများဆိုရင်ဒီမြေစာမြက်ကလေးကိုအတုံးပြုသိမ့်ပါတယ်ပေါ့နော် အသုံးပြုပေးတင်ပါတယ်ဖះကိုကတ်လှူတာမျိုးပြုလုပ်ပေးတင်ပါတယ်အဲ့တော့ဒီထဲမှာကျမကမြေစာမြက်ကလေးကိုထည့်သုံးထားပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီရရလေးကိုလုတ်တဲ့အခါမှာလည်းမိတ်ဆွေတို့အနေနဲ့မြေစာမြက်ကလေးကိုရအောင်ပေါ့နော်ရှာဖွေပြီးတော့ထည့်ပြီးအသုံးပြုပေးစီစဉ်ပါတယ်အဲ့တော့ဖះကိုရေတက်ပယ်ဖို့အတွက်ပစ္စည်းလေးတွေကိုကျမဆက်ပြပေးပါမယ်ဒါလေးကရွှေဆိုင်လေးဖြစ်ပါတယ်ဒါလေးကတော့ဖြစ်နဒါ16ပါဖြစ်ပါတယ်ဒီနဒါ16ပါနေရာမှာမိတ်ဆွေတို့အနီးနားမှာနဒါ16ပါမပြည့်ဘူးဆို ရှိတဲ့နေသားလေးတွေကိုအသုံးပြုပေးလို့ရပါတယ်။နောက်ဆုံးပေါ့ကိုယ့်အိမ်မှာရှိတဲ့တနခါတို့နေသက်ဖြူတို့ပရမတ်တို့အစားရှိသည့်ပေါ့နော်။နေသားလေးတွေကိုသွေးပြီးတော့လည်းအသုံးပြုပေးလို့ရပါတယ်။ဒါလေးကတော့ရေမွေးလေးဖြစ်ပါတယ်ပေါ့နော်။မိတ်ဆွေတို့မှာရှိတဲ့ရေမွေးလေးကိုအသုံးပြုပေးလို့ရပါတယ်။အခုပေါ့နော်ရွှေဆိုင်လေးကိုဖလားလေးတဲကိုထည့်လိုက်ပါမယ်။ရှင်သားလေးကိုသားလေးတွေကိုထည့်ပါမယ် ပြီးသွားလို့ရှိရင်နှသားမုတ်ကလေးထည့်ပါမယ်အဲ့ဒီနှသားမုတ်ကိုနှသားမုတ်မရှိဘူးဆိုလဲအိမ်မှာရှိရဲ့နှသားလေးတွေကိုတွေးပြီးထည့်ပေးလို့ရပါတယ်ဒါလေးကတော့ရေမွေးဖြစ်ပါရဲ့နော်ရေမွေးလေးကိုထည့်ပါမယ်ပြီးတော့ရေတံပူးတဲ့ရအစီလေးကိုထည့်လိုက်ပါမယ် ဒီပါဝင်ပစ္စည်းတွေအကုန်လုံးကိုနှံ့အောင်လို့ဖွင့်လိုက်ပါမယ်နော်နောက်တစ်ခုဒီဟာလေးကတော့သပြေကိုကိုညွန့်ပေါ့နော်သပြေကိုညွန့်ကိုစီးထားတာဖြစ်ပါတယ်နော်အဲ့ဒါမျိုးကိုစီးလိုအပ်ပါတယ်နော် အဲ့အတွက်ကြောင့်ဒီရတရားတပြေကိုသိန်းရတရားလို့ခေါ်ပါတယ်နော်ဒီတပြေကိုညှိုးစီးထားတဲ့တပြေခက်ကလေးရင်နဲ့ဖះရှင်ကိုရေးသက်ပယ်ပေးရမှာဖြစ်ပါတယ်အဲ့လိုရေးသက်ပယ်နေစဉ်အချိန်တွင်းမှာလည်းဂုံတော်ကိုးပါးကို မိတ်ဆွေတို့ရွတ်ပေးဖို့လိုအပ်ပါတယ်နော်တောဘောဟန်တမန်တော်မို့တော်ဝိဇာဆန္ဒတမန်တော်ဒုက္ကတော်လောကဝိတုလူတော်ပိတာမသာတိတတ္တာတွေဝမလို့တာနဲ့ဘုတော်ဘဂဝါ အဆိုတစည်းပြီးွားပါပြီနောက်ထပ်တစည်းနဲ့တက်ပြပါမယ်ဒီပြီးတော့ဘဂဝါအဟံသန္တနမောတောဝိဇာသနာသန္တနသူကတော့လောကဝိတုလို့တော့ဘုရားမတာတိတတတော်ဘာလို့တာလဲဘုတော်ဘဂဝါတော်တော်ကောင်းလို့တို့ဘောဓိသမာဓိတတ်တာရောမလို့တာဘောဓိသကောင်း ิดโตกะระหะนะนะอมตาสสะพุทธะโตโลกะวะโตโลกะธัมมะกะอิตะทะนะโตกะระหะ

မိတ်ဆွေတို့အနေနဲ့ပေါ့နော်ပြန်ပြီးတော့ဖလားတန်းတန်းတစ်ခုလေးကိုခံထားလို့ရပါတယ်။ကိုယ့်အိမ်မှာရှိရပေါ့နော်မိသားစုအကုန်ပေါ့အကြီးစင်ငယ်လိုက်အိမ်တော်ဦးစီးအကြီးဆုံးကနေစပြီးတော့မိသားစုဝင်အငယ်ဆုံးအထိကိုအိမ်မှာရှိရသူတွေအကုန်လုံးပေါ့နော်ဒီလိုမျိုးပူဇော်ပေးဖို့လိုအပ်ပါတယ်။အဲ့လိုမျိုးအခုလာမယ့်1389ခုနှစ်နှစ်ဆန်းတရက်နေ့မှာပေါ့နော်မိတ်ဆွေတို့အိမ်မှာပူဇော်ပေးလိုက်ခြင်းအဖြစ်မိတ်ဆွေတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေအကျက်တဲတွေစိတ်အနှောင့်အယှက်ဖြစ်မှုတွေအားလုံးပေါ့နော်ကင်းလို့စီပြီး ကောင်းကျိုးချမ်းသာတွေရရှိမှာဖြစ်ပါတယ်စီးပွားဥစ္စာတွေလည်းတိုးတက်မှာဖြစ်ပါတယ်အဲ့တည်းကြောင့်အခုလာမယ့်1389ခုနှစ်နှစ်စန်းတရက်နေ့မှာပေါ့နော်မိတ်ဆွေတို့ဒီလိုမျိုးပူဇော်လိုက်ခြင်းအဖြစ်မိတ်ဆွေတို့အနေနဲ့တစ်နှစ်လုံးကန့်ကောင်းလက်ပွင့်ပြီးတော့စီးပွားဥစ္စာတိုးတက်စေမှာဘေးရန်ရဲ့အတွေ့အော်မှာကင်းဝေးစေမှာကျိန်းသိပါရှင်ဒီရည်ရည်လေးကတပြေကိုသိန်းရည်ရည်ဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ပြုလုပ်လို့ရအောင်ကျွန်မကဖော်ပြပေးလိုက်ပါတယ်ခုနှစ်ရက်သားမင်းများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်